ကဲမင်္ဂလာပါမျိုးတို့ရေကဲဒီပတ်ပြီးသွားတော့လေကျွန်တော်နောက်တစ်ပတ်ပေါ့နော်စလိုက်ကြအောင်ပေါ့နော်အဲကျွန်တော်တို့အိမ်မစခင်မှာကျွန်တော်တို့တောက်ကြနေရတော့ကျွန်တော်အောင်ွယ်ကလေးပြေးနိုင်ခဲ့ရပေါ့နော်တကိုနော်ထိတ်ကလည်းကျွန်တော်တို့တစ်ထိတ်အောင်ခဲ့တယ်နော်တစ်ထိတ်အောင်ခဲ့တယ်ကီးရလည်းကိုကိုကီးအောင်ခဲ့တယ်နောက်တစ်ခါဒီမာစတာကီးနကီးရလည်းအပေါ်အောင်ပြီးသွားခဲ့တယ်မနေ့ပိုင်းမှာမာစတာကြီးက9 9မှာမာစတာကီးတကီးရထိပြီးတော့ညနေပိုင်းမှာတကိုဆိုပြီးတော့ကျွန်တော်တို့ထိသွားခဲ့တယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ ညညနေပိုင်းကိုထိတ်လာရင်နဲ့9:38ဆိုရဲ့ပြိတ္တမှာလည်းကျွန်တော်တို့၃ညပြိတ္တကမနေ့ကောညရောဆွဲသွားခဲ့တယ်ပေါ့နော်မနေ့ကောညရောဆွဲသွားခဲ့တယ်เนาะကျွန်တော်တို့ကြံတာကဒီပြိတ္တနှစ်ခုကြံနေပေါ့နော်ဟုတ်လားကဲအဲ့တော့ကျွန်တော်တို့ဒီကနေ့24ပဲစလိုက်ကြအောင်ကြာเนาะကဲအဲ့တော့ကျွန်တော်တို့ဘယ်အစတွက်လိုက်မလဲဆိုရင်395တိကိုးကစမယ်ဗျ395တိကိုးတိကိုး ခွန်6တုံ6ခွန်6တုံ6ခွန်3ခွန်2ခွန်3ခွန်ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်ဒီ20လေးရတယ်เนาะပြီးခဲ့တဲ့ဘက်ကလည်းမှန်ထားတဲ့20လေးမို့လို့ကျွန်တော်ဆက်တွက်ပါမယ်เนาะအဲ့မှာဘယ်လိုတွက်မလဲဆိုရဲခါကြတော့ဒီ2နဲ့9နဲ့ပေါင်9ပါတဲ့9 9ရဲ့ပါဝါ4 4နဲ့ခက်ကန်2 9လေး2ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုရဲခါကြတော့ သုံးညလေးတဲ့သုံးညလေးမှာလေးတလုံးထိပြီးအောင်ခဲ့ပါတယ်ကိုသုံးညတဲ့ကိုသုံးညမှာလည်းကိုတလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြောင်းတက်ပါမယ်ခွန်လေးကိုကိုခွန်လေးကိုကိုတေချောက်ခွန်ရှိတေချောက်ခွန်ရှိခွန်ရှိ 3468ဆိုပြီးကျွန်တော်ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တက်ပါမယ်တွက်မယ်ဆို3ညနဲ့6နဲ့ပေါင်းအဲ့တော့6ပါတဲ့6ရဲ့ပါဝါ1တည်းရဲ့နှက်ခက်က8 618ဆိုတဲ့ကီးတုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့အခါကျတော့8တည်းတဲ့8မှာ8ကော1ကောထိပြီးတော့အခွေအနေနဲ့အောင်သွားခဲ့ပါတယ်မျိုးတို့33နဲ့33မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ ဲနောက်တစ်မျိုးတပါမယ်ခွန်တိကိုရှိခွန်ခွန်တင်ငါခွန်ရှိရှိချောက်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါလေးကိုတွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့ခွန်နဲ့ခွန်နဲ့ပေါက်၄ပါတဲ့၄ရဲ့ပါဝါ၉၉ကိုရဲ့နှက်ကက၆၄ကို၆ဆိုတဲ့ကီးတုံးလုံးဒီပြန်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့အခါကျတော့၄ခွန်နဲ့၄ခွန်မှာ၄တုံးထိပြီးအောင်ခဲ့ပါတယ်ရှင် ရှစ်လေးတဲ့ရှစ်လေးမှာလည်းဒေးတလုံးပဲထပ်တည်ပြီးညာရောမနေ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြောင်းတပမင်း6ခွန်6ခွန်ခွန်2253 2253 2639ခွန်2639ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တပမင်းတွက်မဲ့ဆိုရခါနှင်းနေနှင်းနေပေါ့ လေးပါတဲ့လေးရဲ့ပါဝါကိုကိုရဲ့နှက်ခက်က6 4 6ဆိုတော့ကီ3လုံးပဲထပ်ထွက်ရပါဦးမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုရဲခါကျတော့9နှစ်တဲ့မအောင်ပါဘူး16တ6တဲ့16မှာတော့6တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်မျိုးလို့ကဲနောက်တစ်ပြင်တော့တွက်ပါမယ်တ6ရှင်လေး16ရှင်လေး69 9နှစ်69 9နှစ်3533 တင်း933ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုတော့ကျွန်တော်ခွန်ရဲတက်ကပေါ့ရှစ်ရှစ်ရဲ့ပါဝါ3 3နဲ့ခက်က5 835ဆိုတော့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဗာထွက်သွားလဲဆိုတော့ခါကြတော့39တဲ့39မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်26 26တဲ့26မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျကဲနောက်တစ်ပြန်တွက်ပါမယ်3923ည3923ည ရှင်ငါကိုငါ6596ကို6ဆိုရဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါလေးကိုတက်ပါမယ်တက်မယ်ဆိုတဲ့ခါကျတော့6နဲ့9နဲ့ပေါင်း1 1ရဲ့ပါဝါ6 6ရဲ့ခက်က9 1 69ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားတယ်လဲဆိုတဲ့ခါကျတော့65တဲ့65မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်19တဲ့19မှာတော့19ကိုထိပြီးအခွေအနေနဲ့အောင်သွားခဲ့ပါတယ်မျိုးလို့ ကဲနောက်တစ်ပြန်တွေ့ပါမယ်ရှေးရှေးနှစ်တိရှေးရှေးနှစ်တိတဲ့ခွန်ခွန်၄၅ခွန်ခွန်၄၅၄၃၃ညခွန်၄၃၃ညခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲလိုတွေ့မှာဆိုရင်၄နဲ့ခွန်ခွန်၄နဲ့ပေါင်းတိရဲ့ပါဝါ6 6ရဲ့နှက်ခက်က9 169ဆိုတဲ့ကီးသုံးလုံးမဲ့ဒီပင်မှာထပ်ထွက်အောင်မဲ့အဲ့မှာဘာထွက်သွားသလဲဆိုတဲ့ခါကျတော့2 5တဲ့မအောင်ပါဘူး တစ်သုံးနဲ့တစ်သုံးမှာတော့တစ်တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးလို့ကဲနောက်တစ်ပင်တော့တက်ပါမယ်ဆုံး368 368 639 65 669 4493 4493ရဆိုဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲဒါလေးကိုတက်မဲ့ဆိုရင်4နဲ့3ညနဲ့ပေါင်းတော့4 4ရဲ့ပါဝါ6ကို6ရဲ့နှက်ခတ်က6 4 6 6ဆိုတော့ကီး3လုံးပဲဒီပြင်မှာထွက်ရမယ်တဲ့ အဲ့မှာကျွန်တော်ဘာထွက်သွားတယ်လဲဆိုတဲ့အခါကျတော့86တဲ့86မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်88ခွန်8တဲ့ခွန်8မှာတော့မအောင်ပါဘူးဗျကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီနေ့လာနေ့အတွက်ကီးလေးထုတ်လိုက်ရအောင်ညာလေး3ခွန်ညာလေး3ခွန်6296 6296 99 19ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်မယ်ဆိုရင်2နဲ့9နဲ့ပေါင်းခွန်6 ခွန်ရပါဝါ2နှစ်နှစ်ခက်က4ခွန်2 4ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာရပါတယ်တဲ့အဲ့ဒီတော့ကျွန်တော်တို့မပြတ်ဘူးဆိုရင်တနင်္လာနေ့အတွက်ကီးသုံးလုံးကတော့ခွန်2 4ဖြစ်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့မတ်အမ်ဟိုကီးထိတ်နဲ့ကျွန်တော်ညှိလိုက်ရအောင်တနင်္လာနေ့အတွက်ကီးထိတ် ကတော့ဘာရတဲ့ဆိုရင်ကီးထိတ်ကီးထိတ်ကတော့6

တင်းနှစ်တလေးတလေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ကဏ္ဍလေးတွေရပါတယ်တဲ့အဲ့ဒီမှာကျွန်တော်တို့ကခုနကကျွန်တော်တို့တင်းနှစ်လာနေပါတယ်ညီကိုနဲ့နှက်ခတ်ဆိုတာကျွန်တော်တို့ကစဉ်းစားမှာဖြစ်ပြဲဥစားပေးစဉ်းစားမှာဖြစ်တယ်အဲ့တော့ဥစားပေးစဉ်းစားမယ်ဆိုရင်ကျွန်တော်တို့ညီကိုမှာ69ရဲ့တနှစ်ကပဲရှိရဲ့နှက်ခတ်မှာတော့ကျွန်တော်တို့မရှိဘူးပေါ့နော်အဲ့တော့ကောင်းပြီကျွန်တော်တို့ကမစတာကီးလေးတွေနဲ့ထပ်ပြီးချိန်ကြည့်လိုက်ရအောင်မစတာကီးနံပါတ်1မစတာကီးက 3953ဖြစ်ပါတယ်တဲ့3953ပါတဲ့နောက်တစ်ခါဒုတိယမာစတာကီးက4ကို2ခွန်เนี่ย4ကို2ခွန်ဆိုပြီးကျွန်တော်တို့ဒီလိုမျိုးရှိပါတယ်တဲ့เนาะ4ကို2ခွန်ကောင်းပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာပြန်ကြည့်မယ်ဆိုရင် မာစတာကြီးနဲ့ဒီ6နဲ့1နှစ်ကမာစတာကြီးနဲ့1နှစ်ဆိုရင်ဒီကောင်က1နှစ်ဆိုရင်ဒီကောင်မဲ့ထိမယ်။နော်6ခွန်ဆိုရင်တော့ဒီကောင်ကဒီကောင်အထိတယ်။နော်အဲ့တော့ကျွန်တော်6ခွန်ကိုဟိုဟာအမာထားရမှာပေါ့နော်။နောက်တစ်ခါကျတော့6ခွန်အမာထားရမယ်။နောက်တစ်ခုကဒီမှာကျွန်တော်တို့ဒီအပေါ်တန်းအောက်တန်းလေးထိတာကြတော့60နဲ့ခွန်60ခွန်60ခွန်ဒါပဲထိရနော်။အပေါ်တန်းအောက်တန်း60ခွန်။အဲ့တော့ကျွန်တော်တို့က ဒီအပေါ်တန်းအောက်တန်းလေးနဲ့ထိအပီးကစားမယ်ဆိုလဲကိုးခွန်ကဒီကောင်ကနဲ့သွားညီရဲ့အတွက်ကျွန်တော်တို့အဲ့တော့ပါရှိတယ်ဆိုရင်ကိုးခွန်6ခွန်တင်းနှစ်ဖြစ်ပါတယ်တဲ့တင်းနှစ်ဖြစ်ပါတယ်เนาะဒါပေမဲ့တင်းနှစ်ကတော့ကျွန်တော်ဒီတလုံးလွတ်နေရယ်เนาะအဲအဲ့တော့ကျွန်တော်တို့လက်တလုံးကတော့ဒီမှာဒီအကောင်ဆုံးဆိုရင်တော့အကုန်လုံးပက်ဆုံတောင်းဆုံညီတာကဒီနှစ်ကွက်ဒုတိယညီတာဒီကွက်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒါလေးရပါတယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့က ဲ့မှကျွန်တော်တို့ပြန်ကြည့်မယ်ပြန်ကြည့်မယ်ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့69 6နော်ဟိုဟာ6996ပေါ့နော်6996ထွက်ခဲ့တယ်ကျွန်တော်မပြီးခဲ့ဘာကမပြောပြခဲ့ဘူး6996လို့ထွက်သွားလိထွက်သွားလို့ရှိရင်တဲ့3ရက်အတွင်းမှာတဲ့ဘာလာမလဲဆိုတဲ့အခါကျတော့4 56ခွန်3ညဆိုတော့အခွေလာပါမယ်တဲ့ဒါအခွေเนาะ ွေအခွေလာပါမယ်တဲ့အဲ့တော့ခုနပြောတဲ့အခါမှာကျွန်တော်တို့ပြန်ကြည့်မယ်ဆို69ကဒီမှာသွားကန့်ညီတယ်နော်69ကပို့ပြီးကန့်ညီတယ်နောက်တစ်ခုကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတဲ့အခါကျတော့ဆယ်ပြေ break ဆယ်ပြေ break ပေါ့နော်ဆယ် break တုံညာ break ကြိုက်တယ်လို့ခေါ်ဟုတ်လားနော်ဘူ break ခေါ်ခေါ်နော်ဒီမှာဆယ်ပြေ break တွေကနှစ်ကြိမ်အောင်ကျွန်တော်တို့ရှင်းတယ်ပထမဆယ်ပြေ break တော့လည်းကျွန်တော်တို့မှန်ခဲ့တယ်နော်အခုဆယ်ပြေ break မှာအဲ့တော့ဒီမှာဒီပထမဆယ်ပြေမှာတဲ့2 4 6တဲ့ဆိုရယ် break 3ရက်အတွင်းမှာထွက်ရမယ်လေဒီအချိန်ထိကျွန်တော်မထွက်ဘူးဒီဒီကနေ့ပဲ3ရက်အတွင်းဆိုဆိုဒီကောင်မှာပဲထွက်เสียရရှိရနော်2 4 6 1အဲနောက်တစ်ခါဒီမှာလဲသူကဆယ်ပြေးပြိတ်တွေထပ်ထောက်ထားရတယ်2 4 6 1ဆိုတဲ့ပြိတ်ဟာတဲ့လဲအားကောင်းပါတယ်တဲ့2 4 2 4အဲ့တော့ကျွန်တော်တို့2 4 6 1ဆိုတဲ့ပြိတ်ဟာတဲ့ 3ရက်အတွင်းမှာထွက်ရမယ်တဲ့เนาะ3ရက်အတွင်းမှာထွက်ရမယ်ဆိုတဲ့ဟာကခုနပြောလို့ဒီကောင်က3ရက်အတွင်းမှာဆိုတော့3ရက်ဆိုတာနောက်ဆုံးရက်တောင်ရောက်နေပြီเนาะဒီကောင်အနေနဲ့ပြောရင်နောက်ဆုံးရက်ရောက်ပြီဒီကောင်အနေနဲ့ပြောရင်တော့ဒုတိယမြောက်ရက်ပေါ့เนาะဒီ separate separate လို့ပြန်ပြီးခုပြီးရိုက်တယ်ဆိုရင်အဲဒုတိယမြောက်နေပထမမြောက်နေပေါ့เนาะ၄ရက်၄ရက်၃ရက်ပဲဒီကောင်လို့ပြောမယ်ဆိုရင်တော့ဒီအထိသွားမှာဒီကောင်လို့ပြောရင်ဒါတရားနောက်ဆုံးဖြစ်တဲ့အတွက်ကျွန်တော်ကတော့ရှင်းပြမယ် separate တွေက၃ချိန်တောင်ထွက်ထားတဲ့အတွက်ကျွန်တော်ဒီချိန်တော့ဆွဲလိုက်မယ်ထင်တယ်အဲ့တော့ပြောမယ်ဆိုရင်ကျွန်တော်တို့က60နဲ့ခွန်ကအကောင်းဆုံးဖြစ်နေတယ် နော်အဲ့ဒီတော့ကျွန်တော်တို့မှာအဆုံးဖြတ်ခဲ့တဲ့နှစ်ခုအနေနဲ့ကျွန်တော်က6ခွန်နဲ့6ခွန်ပို့ထိုးပါမယ်ဒါကျွန်တော်အဆုံးဖြတ်ချက်နော်ဘာဖြစ်လို့6ခွန်ကြတော့ဒီအခွေနဲ့လဲသွားကိုက်ညီတယ်နော်6ခွန်ကြတော့လဲကျွန်တော်တို့ဒီမှာလဲဒီကောင်နဲ့လဲသွားကိုက်ညီတယ်သူကဘက်ဆောင်တောက်ဆောင်ကောင်းနေတဲ့အတွက်6ခွန်နဲ့6ခွန်နဲ့6ခွန်ကိုကျွန်တော်ပို့ထိုးပါမယ်နောက်တစ်ခါကြတော့ကျွန်တော်တို့ဒီ6ခွန်ကလည်းဘာဖြစ်လို့ပို့ပြီးတော့ထိုးတင်ကြလဲဆိုရင်တနင်္လာအင်္ဂါမှာကျွန်တော်6တိတလုံး ဆိုတာလည်းရှိရအတွက်เนาะ6.9ကိုကျွန်တော်ပို့ထိုးပါမယ်เนาะအားလုံးနဲ့လည်းကိုက်ညီနေတယ်အခွေအနေနဲ့ကိုက်ညီတယ်ဗရိတ်အနေနဲ့လည်းကိုက်ညီတယ်เนาะဒီဒီနှစ်ကွက်ကွာအဲ့တော့ဒီနှစ်ကွက်ကိုကျွန်တော်ပထမအနေနဲ့တင်ထိုးမယ်ဒုတိယအနေနဲ့ဒီကောင်းအောင်ထားထိုးမယ်ကျန်တာလေးတွေကိုတော့အရန်အနေနဲ့ကိုပါကိုနှစ်တရာလေးနဲ့တွဲဖက်ပြီးထိုးပါမယ်ဗျအဲအဲ့တော့ကျွန်တော်တို့နောက်တစ်ခုတင်းနေလာနေမှာပေးနေကြတန်လေးဒီတန်လေးကဆိုရင်ပြီးခဲ့တဲ့ဘက်က၄ချိန်လား၅ချိန်လားမသိဘူးเนาะထွက်သွားရကျွန်တော်လည်းပြန်မရှာတော့ဗျကြာလို့เนาะအဲ့တော့ဒီဒီတစ်ပတ် တန်းကိုကျွန်တော်တို့ထပ်ပေးပါမယ်ဒီတစ်ပတ်တန်းလေးကဘာရတလဲဆိုရင်အပေါ်က2 4 6ရပါတယ်တဲ့2 4 6အောက်တန်းကအောက်တန်းက6 8 8 3ဆိုပြီးရပါတယ်တဲ့เนาะ ဒီမှာပြန်ကြည့်တော့ဟိုပြောမှဆိုရင်ဒီ၃ခွက်ရွေးတယ်ဒီမှာ၆နှစ်ကတော့အဲတင်းနှစ်ကတော့ဒီကောင်းမှာသွားပြီးကိုက်ညီပေါ့နော်ကြံတာလေးတွေတော့မကိုက်ညီပါဘူးเนาะဒါကတော့ပြပြလာပါเนาะ64လို့ပါဒီကောင်းနေနဲ့ကြာဟိုဒီမှာသွားကိုက်ညီနေတယ်เนาะအဲ့တော့ကျွန်တော်ဘာဖြစ်အရင်ခွက်ကလေးတွေကိုထည့်ထိုးတင်တယ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကဟိုဟာတင်းနှစ်လာနေမှာခွန်တုံညလို့ဆိုပြီးနှက်ခတ်ထွက်ပါတယ်ကြာစပလေးနေမှာ96ဆိုပြီးနှက်ခတ်ထွက်ပါတယ်အဲ့တော့နှက်ခတ်ကနှစ်ကြိမ်အောင်ထွက်တဲ့အတွက်ကျွန်တော်တို့ဒီတစ်ပတ်မွေးပရိတ်ဒီဘာလဲဆိုတဲ့အခါကျတော့အမျိုးတို့အကုန်တည်ပါတယ် နှစ်ခွန်ပရိတ်ကိုမွေးရပါမယ်တဲ့เนาะအကယ်၍ကျွန်တော်တို့ဒီအခွေတိုင်း60ခွန်ကဒီအခွေမှာအောင်ခဲ့ဘူးဆိုခဲ့ရင်เนาะကျွန်တော်တို့နောက်မှနှစ်ခွန်ပရိတ်နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ဒီအခွေကအောင်နိုင်ပါတယ်ဘာဖြစ်လို့ဆိုတော့မှာ50ခွန်တို့ခွန်တုံညတို့ကနှစ်ခွန်ပရိတ်တွေပါပဲเนาะအဲဒီမှာလည်းဒီလိုပဲနှစ်ခွန်ပရိတ်နဲ့ပတ်သက်လို့ဆိုရင်ကျွန်တော်တို့ဗာ66 နှစ်ခွန်ပရိတ်ရှိမယ်နော်၄ရှစ်နှစ်ခွန်ပရိတ်ရှိမယ်၉၉ရှစ်နှစ်ခွန်ပရိတ်ရှိမယ်ပေါ့နော်နောက်က၁၆နှစ်ခွန်ပရိတ်ရှိမယ်ပေါ့ဒါလေးလည်းနှစ်ခွန်မွေးပရိတ်တွေနဲ့သွားကိုက်ညီတဲ့အတွက်ကစားတင်နဲ့ထိုးတင်နဲ့မွေးတင်နဲ့လို့တော့ကျွန်တော်အနေနဲ့ယူဆပါတယ်တို့ရောညာလည်းဘဒုဥမာလို့ကျွန်တော်အားမမတိုက်တွန်းပါဘူးနော်ဟာလာအဲ့တော့ကျွန်တော်ရဲ့စီစဉ်တင်ဆက်မှုလေးကတော့ဒီကနေ့အတွက်တော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးလေကြိုက်နေကြမှာထင်ပါတယ်တကယ်လို့မကြိုက်တဲ့လူများအနေနဲ့လဲကြော်သွားနိုင်ပါတယ်ဒါမှမဟုတ်ရင်လဲကီထိတ်ကိုကိုတော်၎င်း ကီယူယူကိုတော်၎င်း မာစတာကီးကိုတော့လကောက်ဒါမှမဟုတ်တန်းအခွေမွေပတိကြိုက်ထားလေးတွေကိုယူပြီးတော့မိမိတို့နှစ်တက်ရလေးနဲ့ကပ်ပြီးကစားပါအဓိကတော့ကျွန်တော်တို့အောင်ဖို့ရေးကြည့်ပါတယ်ဟုတ်လားကဲအဲ့တော့ကျွန်တော်ရဲ့စီစဉ်တင်ဆက်မှုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်မှာဖြစ်တဲ့အတွက်အားလုံးအဖွင့်လှလှရကြပြီးအောင်ကြပြီးပျော်ရွှင်ကြည်နူးနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ